စိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအတိညာမှာတုံးသွားတယ်တစ်ဖက်သားပြောတဲ့စကားအကောင်းဆိုးအကြောင်းကျိုးဆိုတာ तू မစဉ်းစားနိုင်တော့စိတ်ဆိုးတာနော်စိတ်ဆိုးလိုက်တာနဲ့တပြိုင်တည်း तू အကောင်းဆိုးအကြောင်းကျိုးနားမလဲဒီကလေးကကိုကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ်ရည်ရှင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆုံးအကြောင်းကျိုးသိတတ်တဲ့အသိပညာလည်းကိုယ်မှာမဖြစ်ဘူးဆိုကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒီမှာပဲရှိနေတယ် အဲ့ဒါကြောင့်မြတ်စွာဘုရားကတုံမှန်ရေဝတ္တတေနအန္တရာယောကဲရဲ့လို့ဆင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကို့အတွက်ပဲတိုးတက်မှုရဲ့အန္တရာယ်ဖြစ်မယ်တိုးတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မှုန်းနေသည့်အတွက်ကြောင့်အကောင်းဆုံးခွဲခြားနိုင်ဘူးတဲ့ အဲ့ဒီကလေးကမှမှရင်ရင်လုံတော့မယ်ဆိုတဲ့အတိပဲရနေပြီနော်အဲ့တော့မြတ်စွာဘုရားကဒါဖြင့်ငုံခံနေရမှလားကဲရလာလို့ရှင်ကဲရလာတဲ့စကားကိုငုံခံရမလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားတုံ့ပြန်မှုတော့ပေးရမယ် respond တော့ငုံခံနေဖို့မပြောကဲရလာမယ်ဆွဆွဲလာမယ်ဆိုလို့ရှင်မဟုတ်ဘူးဆိုတာကိုပြန်ပြောရအောင် ပြန်လီခြေပပြောဆိုအောင်သို့တော့ရှင်တဲ့ကဒေါသနဲ့ပြန်မလုံးနဲ့ဒေါသနဲ့ပြန်လို့ရင်သူ့ဟာကိုအတိမပြုအရောက်သွားတယ်ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်သို့တော့တစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါတဲ့အဲ့ဒါအဲ့ဒါကြတော့တုံ့ပြန်စရာမလိုဘူးအဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့် လူအများစုကလက်ခံထားတဲ့ခန္တီဆိုတာကငုံခံနေတယ်သို့တော့စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကို လုံးဝအတိမတ်မပြုတ်ဝဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြပြမသွားအောင်ထိန်းနိုင်မှခန္တီ ခန္တီဆိုတဲ့စကားလုံးကိုဂရမရှုထောင့်ကပြောမယ်ဆိုရင်ခမှုတဟဏီဆိုတဲ့ပုဂ္ဂတာခမှုဆိုတာစွန့်ရည်တတ္တိပဲဘယ်လိုစွန့်ရည်တတ္တိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ထက်ကလေးပင်ကိုယ်စိတ်ထက်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စွန့်ရည်တတ္တိပဲကြည့်လေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရေရေမောမောနေကြတယ်ဒီပြင်လူတစ်ယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူးရှူးထိုင်တဲ့ဖြစ်သွားရင် ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်နိုင်တာပဲလောကဓာတ်မုံတိုင်းဟိုကလာတိုက်တာကိုသူတို့မထိန်နိုင်လို့ရင်းရင်သွားတဲ့သဘောပဲเนาะအေးသူဘာပြောပြောဘလို့ပဲဆင်းဆဲအပြုံးမပြတ်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြင့်မြတ်သူတို့ရဲ့ကျင့်စဉ်ဖို့ ါရမီ7ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာเนาะခန္တီဟာနှုတ်နဝအတွက်အကျိုးရှိတယ်ဒါကြောင့်မို့ရသော်ဘုရားကဆွဆွဲလာရင်တော့ဖြည့်ရှင်းပါတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြည့်ရှင်းလို့ရတယ်ဆဲရည်လာရင်တော့တုံ့ပြန်စရာမလိုဘူးတဲ့တိခံမှုနဲ့နေရမယ်လို့သူတို့ဆိုတယ်ဒါမှန်ကန်တဲ့လမ်းကြောင်းတွေကိုပေးတယ် မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီလိုတိခံပြီးတော့နေတယ်။တိခံလိုက်တဲ့ဖြင့်တစ်ဖက်သားဟာသူ့ဘာသူအလိုလိုစေမှုတွေရပ်တန့်ပြီးတော့သွားတယ်။နောက်ဆုံးမှာစိတ်ဓာတ်တွေပါပြောင်းလဲသွားစေနိုင်တယ်။တိခံမှုရဲ့စွမ်းအားမြတ်စွာဘုရားကတိခံမှုရဲ့စွမ်းအားနဲ့အမတန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူခဲ့ဘူးတယ်။အာလဝကကြီးကိုအနိုင်ယူခဲ့တာတိခံတဲ့စိတ်နဲ့အနိုင်ယူခဲ့တာပဲ။ လောက်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တိခံမှုဆိုတာနဲ့အနိုင်ရခဲ့တယ်ပေါ့မိုးကြောပေးနေတဲ့တ ত্ত্ব ဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်သင်းတာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပန္နတိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပြီဘူးလားရောက်တယ်နော် ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင် ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါတာကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းတယ်တို့တချို့ကထင်ကြမမရေ တွေးခေါ်မျှော်မြင်မှုမမယင်တွေးခေါ်မျှော်မြင်မှုဆိုတာကတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရာသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ပြရတယ်။သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာ။ဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာ။ဟုတ်ကဲ့လား။အဲ့ဒီလိုစိတ်ကူးလိုက်ယုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့။ဒါကြောင့်မနောကံ ပဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့ကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇာများတယ်အဘိဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဇ္ဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇ္ဇာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဘိဇ္ဇာတော့ခေါ်တယ်တဲ့မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒမမရင်ရင်ပြေခေါ်မြုံမြင်မှု မမရင်တွေးခေါ်မျောမြင်မှုဆိုတာဘာတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရာသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်ပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ပြရတယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာဟုတ်ကဲ့လားအဲ့ဒီလို့စိတ်ကူးလိုက်ရုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့ဒါကြောင့်မနောကံ ပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ရုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုရဲကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇာများတယ်အဘိဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်ကိုအဘိဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇာဆိုတာအဲ့လိုမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဘိဇာတော့ခေါ်တယ်မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒဘရောကိုကိုကိုမှန်နဲ့ပြန်ထောင်ကြည့်ပြီးတော့ပြောတဲ့နေစကားဗျ ါလူဘိန်းနားလေအောင်ရှင်းပြလိုက်မယ်ဗခင်များနားလေအောင်ပေါ့အာနောက်ပြီးဗုဒ္ဓဘာသာဝင်နေလဲဒါမှတ်သားလို့ရတယ်ပေါ့တချို့မတိတဲ့လူတွေတော်တော်များပါတယ်တရစားလဲချက်တော့နှစ်တစားလဲချက်တော့နဲ့ဒါတော့ဘာသာကြားတွေရဲ့ဘွာရည်တဲ့မှာတော်တော်ပါပါတယ်အပြည့်သေးကြီးတိတ်မရှိကြအောင်အကုန်လုံးကအပြည့်အတူတူပဲဆိုတဲ့စိတ်နဲ့အကုန်လုံးကိုတန်းညိပလိုက်တာကျွန်တော်ဗုဒ္ဓဘာသာမှာကားလို့မဟုတ်ဘူးဗျခင်ဗျားတို့သေးချာနားလည်အောင် ရှင်းပြရမယ်ဆိုတော့ငါးပါးတိလာဆိုတော့လူတွေကျွန်တော်ဗုဒ္ဓဘာသာဝင် လူမှန်ရင်ငါးပါးတိလာနာခံရမယ်ဆိုလိုက်နာရမယ်ဆိုတဲ့စိတ် အရှောင်ကျင်ရမယ်ဆိုပြီးတော့ဟောထားတယ်ရှောင်ကျင်တင့်တဲ့တရားပေါ့အဲဒီထဲမှာခင်ဗျားတို့နားလည်အောင်သုံးသုံးခုကိုကျွန်တော်ရှင်းပြမယ်သုံးခုကိုကျွန်တော်ရှင်းပြမယ်ပါဏာတိပါဒါရိနာဒါနာမုသာဝါဒဆိုပြီးတော့အဲဒီသုံးခုဒါသူများတဲ့တတ်တယ်ဆိုပါစို့ဒါကိုတတ်လိုက်တဲ့လူပေါ့လူတယောက်ကိုတတ်တယ်ဆိုပါစို့ဘာသာတရားအရလဲခင်ဗျားသူ့ကိုသေစေလိုတဲ့စိတ်နဲ့တတ်တာလားတတ်ဖို့ဘယ်လောက်ထိလုံလောက်ပြုတ်လိုက်ရတယ်လဲနောက်ပြီးရင်သေသွားတဲ့လူရဲ့မြင့်မြတ်ခြင်းဖြူစင်ခြင်းရှိမရှိဒါဘလို့ပုံကလို့မျိုးလဲပုံမှာမူတည်ပြီးတော့ပြည့်စည်ကြွားတဲ့လောကမှာလည်းအတူတူပဲ ခင်ဗျားခုကံပိုင်ခွင့်နဲ့တတ်လိုက်တာလားမတော်တဆတတ်မိသွားတာလားဒါမှမဟုတ်လည်းသေသေလိုတဲ့စိတ်နဲ့ကျိုးစသားနဲ့တတ်ပလိုက်တာလားနောက်ပြီးလို့ရှိရင်အဲ့ဒီလူအသက်ခံရတဲ့လူကဘလို့လူမျိုးလဲကလေးကချီလားတကယ်မြင့်မြတ်တဲ့ကြီးမြတ်တဲ့လူတယောက်လားအဲ့ဒါပေါ်မူကြည့်ပြီးတော့ခင်ဗျားပြစ်သေးကြီးกว่าတယ်လိန်ကလည်းထုံပြီးလကောက်မယ်ခင်ဗျားတငယ်ချင်းလိုဘာသာတရားမှလည်းခင်ဗျားတငယ်ချင်းချင်းချင်းဒါစသားနောက်နဲ့လိန်လိုက်တာမျိုးလားတစ်ဖက်လူရဲ့အကျိုးစီးပွားကိုဘယ်လောက်တိတိကျကျညှက်နာစေတယ်လဲခမရဲ့လိန်လိန်မှုကအဲ့ဒါပေါ်မူတည်ပြီးတော့ပြည့်စည်ကြီးกว่าတယ်လောကမှာလည်းထုံနီးလကောင်းပဲခမရတငယ်ချင်းချင်းချင်း ပေါက်ပန်းလေးတွေခဏရှောက်လိန်လိုက်တာကတော့ခင်ဗျားဘူးဒီမှာတရားဆွဲလို့လည်းမရဘူးဒါပေမဲ့ခင်ဗျားသူများစီးပွားပြက်အောင်ဒါလိုက်လိန်နေဆိုတော့ခင်ဗျားလိန်နေမှုနဲ့တရားဆွဲခံရမယ်အဲ့လိုပဲအဲခိုးမှုလဲထုံပြီးလဲကောင်းမယ်ခင်ဗျားခိုးတာကအတိတ်မမမလေးခိုးတာလားជីကြီးမမခိုးတာလားအပြည့်သေးကြီးအဲ့လိုအနေနဲ့ကြွားတယ်ကျုပ်တို့ဘုရားဘာသာမှာကနော်အဲ့ဒါကိုတီးဖို့အရေးကြီးတယ်ခင်ဗျားတို့ခံစင်းချက်ဝါဒမှာကအဲ့လိုမရှိဘူးပြီးရင်လည်းကိုလို့တာမခံရဲလို့ဖယောင်းကိုခံခံရတဲ့ဝါဒတယ်ဒါကျုပ်တို့ဘုရားဘာသာတွေကို ဒါအစ်စ်ရဲ့တဘောတရားကိုမသိဘူးဆိုတဲ့စကားကခင်ဗျာမပြောမိဘူးဆင်းញင်းကိုယ့်ကိုမြင်အောင်ပြန်ကြည့်ဉာဏ်မိမလားဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင် တကူရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင် အကျဉ်းတရားရှိမယ်ဆိုရင်တရားတွေကောင်းစားဖို့ပဲဖြန့်စင်ပြရနော်တရားတွေကောင်းစားဖို့ပဲဖြန့်စင်ပြရတရားတွေကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖြန့်စင်ထားတဲ့တရားတွေပျော်ရွှင်ချမ်းမြေ့အောင်တဏှီတွေဖြန့်စင်ပေးဖို့ဆိုပါတော့ ခံစင်းတာမဟုတ်တော့မှပဲကိုယ့်အိမ်မှာဖြစ်လာတဲ့ကိုသားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်เนาะဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတည်ဥတရပြုစုပြီးကိုသားကိုသမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါလိုပဲတကူရှင်က ဖန်ဆင်းလိုက်တဲ့သားသမီးတွေတို့သူပြောအဲ့သားသမီးတွေထဲမှာလိမ္မာတဲ့သားသမီးတွေရှိမှပဲမိုက်တဲ့သားသမီးတွေရှိမှာ ဘယ်သားသမီးပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သားသမီးကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သားသမီးကိုလည်းလှအောင်ဖန်ဆင်းလိုက်ပါပညာမတတ်တဲ့သားသမီးကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့တန်းနဲ့ လူချင်းတူပါလေတန်းနဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနိစကြည့်တွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကြတော့ချောချောလုံးလုံးမောက်လှက်လက်ပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲ့ဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နကောင်းဂျင်နလေးပဲအာဖရိကတွေကဂျင်နချင်မချင်တာ တွေးကြည့်တာပါ တွေးကြည့်တာတင်တတ်မှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့် ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိုက်မယ်လူတွေမကောင်းလို့ဒီလူဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်းထုတ်နေအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်ပဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကိုကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူကိုစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက် ေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်အဲ့လိုလေလုံနိုင်စွာရှေ့သားနဲ့ဘာလို့လုံမပေးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုရှင်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ ိုကိုယ်တိုင်လှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူး။ဘာဖြစ်လို့လို့ဆိုရင်ဖရဲလက်ခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ကိုယ့်အကူရွေးချယ်သွားစရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲ။သူဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုရာဟာလူတွေကကိုယ့်အကူရွေးချယ်နေကြရင်အဓိပ္ပာယ်မရှိဘူး။ ရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထုံးမှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စဉ်းစားလိုက်မယ်ဆိုလို့ရှင် လူတွေဟာ ဘဝရလာတဲ့အခါမှာအယောင်းဝယ်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရဝရီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးရမြဖြစ်ပြီးတော့ ူများပစ္စည်းကိုလူယူတိုက်ခို့ကိုစ조사တာလေဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်ထဲကြတော့လည်းပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်ကထောင်ချတယ်ဆိုပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်တာစဉ်းစားเสียတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြ ဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အတိပ္ပယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်မြတ်စွာဘုရားက အဲ့ဒါဟာမှန်ကန်မှုမရှိဘူးတကယ်ကတော့လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုတ်မိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လှုပ်တာကိုရကြတာလားဖြစ်တယ်ကိုယ်လှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုယ်အဲ့မွေးဝါကြောင့်မုံဖို့ပြီးအဲ့မွေးမယ်ရွှေရောင်ချပြီးအဲ့မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအဲ့မွေးမယ်တကုတ်ကိုယ်လှုပ်နေကိုယ်လှုပ်နေကြတာပဲလေ ကိုဝါသနာပါရလှုပ်ကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထိုင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုပြောင်းမရအခုကပြောင်းရကိုဒီလှုပ်မကြိုက်ဘူးဆိုနောက်တလှုပ်ပြောင်းရတချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လှုပ်မစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့်အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့เนาะ မင်းဆရာဝန်ဆေးကြောင်းတော့တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလူတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘောနော်တကယ်ကတော့လူတွေဟာကိုဆုံးဖြတ်ချက်နဲ့ကိုလုံးနေကြတာဆိုတာထင်ရှားတယ်ကိုဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတက္ကတသမဒိဋ္ဌိလူဘဝရလာတယ်ဆိုတာတဲ့ကိုလုံးတာအောင်မှုဆိုလို့ရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျင့်တတ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရတယ်။ လူတွေကမသိခင်လည်းပဲဒီလိုပဲယူရကြတာပဲလေယူရကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်အကိုယူချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်အကိုယူချင်လို့ရတယ်မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးဟောထားတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်ရေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် သီလကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနသီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနသီလကိုလုပ်ပြီးဆိုရင်နတ်ဘဝကိုရောက်တယ်နတ်ပြည့်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တကုကိုအောင်မြင်မြင်ချိန်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင် ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာရောကလွမြောက်တယ်ဆိုတာ။အသူကျင့်စဉ်နဲ့သူ့အကြောင်းနဲ့သူဟာသူတူတူဟောတာ။ဘယ်သူကမှဖန်ဆင်းတာမဟုတ်။အဲ့ဒီလူလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့သတ္တဝါတွေကိုကက်တင်ရင်လည်းပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ်။ အကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လဲပါရမီဖြည့်အဖရာမဖြည့်ချင်ဘူးဖရာအဖေအမေဖြည့်ချင်တယ်ဆိုတော့ပါရမီဖြည့်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လိုချင်းလဲဆိုတော့နော်အခုခေတ်မှာဆိုတော့ရှင် ကိုယ့်အကူမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူး။ဆေးချောင်းတက်ချင်တဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်။ရွေးလို့မရပါဘူး။နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပါဘူး။ကိုကြိုက်တာတောင်မှပဲလူဘဝရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရတယ်။လုံးဝဆောင်ဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူးနော်ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုတ်ပဲလုတ်ဖို့လိုတယ်။ပညာတတ်ကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်။အဲ့တော့ကိုကို ချုံးမလှပခြင်းနဲ့ဆိုလို့ရှိရင်ပြုံပြုံလေးနေစိတ်မဆိုးနဲ့ စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါသဘာဝနော်ခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထံပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူရတဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကထဏန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစဟရေကဒေါသမရှိဘူးအလုံးအပြုံမျိုးရှင်ရှင်ခင်ခင်မင်မင်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူ ဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းလို့လည်းဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းလို့ဖျောင်းနိုင်လှူတာလေတချို့တကောမကြီးတွေကြမ်းကြမ်းဖမ်းမှအဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးလှူအသားဖြူခြင်းလို့ထုံးလှူလာဆိုထုံးတော့မလှူဘူးအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလှူလို့ရှိရင်သားမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလို့ရင်းကအသားဖြူတာဟာချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်ဘဝမှာချမ်းသာကြွယ်ဝလို့ဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိ သူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တူတတ်တယ်။သူများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်ဒီ တစ်ဖက်သားခံရတယ်လို့သူတို့ရောဂါဝိရဏတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရင်းစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူး။မူရင်းစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုရဲအယူဖြစ်တာပဲလေ။အဲ့ဒီမူရင်းစေဝါသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်။အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုး ကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာတာဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘဝဟာအလွန်ဆိုးတဲ့ဘဝပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ဟုတ် အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထာကိုရရတယ်ဆိုတော့ကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားတို့ရှင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝိရိယရဲ့အကျိုးဟာရှိလာဒါမှမဟုတ်ဗမာစကားမှာလဲကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာတမဋိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခိုးရှုမြင်တတ်တဲ့ အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုထက်တန်းကိုရောက်သွားစေနိုင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအားဖြင့်လူတွေဟာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်